ားလုံးပဲမင်္ဂလာပါကျွန်တော်လေးလာမယ့်နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအာဒီတစ်ခေါက်မှာတော့ကျွန်တော်ဒီ data analysis in python ဆိုတဲ့ playlist ကိုကျွန်တော်လုပ်နေတာပါเนาะအဲ့တော့ကျွန်တော်အရင်ဗီဒီယိုမှာတော့ဒီ statistics ဆိုတာပါလဲပြီးရင် data analysis ဆိုတာပါလဲ data science ဆိုတာပါလဲအဲ့ဒီဟာတွေကိုခြုံပြီးပြောရဗီဒီယိုလေးလေးလုပ်ခဲ့တယ်ပြီးတော့ကျွန်တော်မလုပ်ခဲ့လဲဆိုလို့ရှိရင်ဒီ numpy ဆိုတဲ့ဒီ library ကိုယူသုံးပြီးတော့ python မှာအစင်မြင့်တွက်ချက်ခြင်းတွေလောက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဗီဒီယိုလေးလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကိုအားလုံးလေ့လာပြီးပြီးလို့မှတ်ယူလိုက်မယ်နော် အဲ့တော့ဒီတစ်ခေါက်မှာကျွန်တော်တို့ဗာပြောမလဲဆိုလို့ရှိရင်ဒီ panda လို့ခေါ်တဲ့ python library library အကြောင်းပြောမယ်ပေါ့နော်ဒီကောင်ကဘယ်နေရာမှာတုံးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ data analysis လုပ်တယ်ပြီး data တွေကို manipulation လုပ်တယ် python မှာမရှိမဖြစ်အရေးပါတဲ့ဒီ data analysis လုပ်တဲ့ tools ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုမသိလို့ရှိရင်ကျွန်တော်တို့ data analysis လုပ်လို့မရဘူးဆိုတာ ਨੇ အတူတူပဲပေါ့နော် python မှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒါကိုလေ့လာကြမယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့ဒီပန်ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ဟိုမိတ်ဆက်ဗီဒီယိုလေးကျွန်တော်လုပ်မယ်ပေါ့နော် ပြီးလို့ရှိရင်တော့ကျွန်တော်တို့အပတ်စဉ်ကျွန်တော်ဗီဒီယိုဟိုတင်တင်နိုင်တယ်လို့မျိုးတစ်ခုတစ်ခုချင်းစီရလို့တင်မေးဖို့တော့အစီအစဉ်တော့ဟိုရှိတယ်ပေါ့နော်အော်ဒီနေ့တော့ပေါ့ပပနားထောင်လို့ရတယ်ပန်ဒါဆိုတာဘာလဲပြီးလို့ရှိရင်သူ့အသုံးမျိုးကျွန်တော်တို့ဘာတွေလုပ်လို့ရလဲ data analysis ကို python မှာဘယ်လိုလုပ်လို့ရလဲဆိုတာနေပြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောအောင်မှာဖြစ်တယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုလုံးဝအတွင်းထဲမဝင်ခင်မှာကျွန်တော်တို့ဒီလို governance လေးကအဆင်ပြေလို့ရှိရင်ကျွန်တော်တို့ကို support လုပ်ပေးလို့ရတယ်နီလန်းလေးရှိရပါတော့။တခါကြောက် member ဝင်တော့ကျွန်တော်တို့လေးလာမယ်အနေပြီးတော့ဒီ membership program ဆိုပြီးတော့ဟိုအသစ်စလာတာရှိရဲ့အဲ့ဒါကျွန်တော်တို့ရဲ့ဒီလေးလာမယ် Facebook မှာတင်ထားတယ်ပေါ့နော်။အဲ့ဒီ membership မှာဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ Python နဲ့ပတ်သက်ပြီးတော့ Data Analysis, Data Science ပြီးရင် AI Engineering ဘက်အဲ့လိုဘက်သွားမဲ့သူတွေအတွက်ကိုကျွန်တော်တို့လာစဉ်ဒီ webinar လေးလိုမျိုးပြုလုပ်ပြီးတော့နောက်ပြီးရင်ဟို ခြင်းတဲ့စာအုပ်တွေလည်းတောင်းလို့ရတယ်ဗောနော်ပြီးရင်ကျွန်တော်နောက်ဖွင့်မယ်ဒီပတ်စံဘေဘီတက်ရမယ်အတန်းလေးတွေရှိရဆိုလို့ရှိရင်လည်းအကောင့်လေးတွေကို member တွေအနေနဲ့ဒီ discount ရအောင်လုပ်ပေးရဲအဲ့လို program လေးဗောနော်အဲ့ဒါရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဟိုဒီ buy me a coffee ဆိုရဲအဲ့လိုမျိုး coffee ဝယ်တိုက်လို့လည်းရတယ်ဒါမှမဟုတ်ရှင်ကျွန်တော်ရဲ့ဒီ video လေးတွေကို like and share လုပ်ပေးဖို့မျှော်လင့်နေဗောနော်အဲ့တော့အဲ့ဒါမှလည်းကျွန်တော်လည်းအားတက်ပြီးရောဒီလိုမျိုးဟိုတင်ရန်စာကောင်းတွေကိုဇက်တိုက်လုပ်နိုင်မှာဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်စပြီးတော့ကြည့်ရမယ်ဗောအဓိကအရင်ဆုံးပန်တာဆိုတာဘာလဲဆိုပြီးတော့ကျွန်တော်ပြောမယ်ဗောနော် ရှင်းမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ panda ဆိုတာဒီ data analysis ရဲ့ဟိုဒါမှမဟုတ် data manipulation လို့လည်းပြောတာပါเนาะအဲ့ကောင်နေအတွက်ကိုအဓိကအသုံးပြုတဲ့ library ပဲဖြစ်တယ် data data analysis ကတော့အားလုံးပဲ တည်ပြီးတဲ့အတိုင်းပဲကျွန်တော် data တွေကိုခွဲခြမ်းစိတ်ဖြာနဲ့ပတ်သက်ပြီးတော့ပြုလုပ်တာပါเนาะ data manipulation ကလည်းအဲ့ဒီသဘောပါပဲအဓိကတော့ data တွေကိုဟို analysis မလုပ်ခင်မှာကင်တွေတာပါเนาะတချို့ data တွေကိုတန်ရှင်းတာတွေလုပ်မယ်တချို့ data တွေဆိုလို့ရှိရင် table တွေကိုကျွန်တော်ပေါင်းစပ်တာတွေလုပ်မယ်ပါเนาะအဲ့လိုမျိုးအခြေခံပြီးတော့တခြားဟိုလုံဆောင်ချက်တွေအများကြီးရရှိရပါအဲ့ဒါတွေကိုကျွန်တော်တို့ဒီ panda ဆိုတဲ့ library ကိုသုံးပြီးတော့လုပ်လို့ရတယ်ပါเนาะ ဲ့တော့ data နဲ့အလုပ်လုပ်ခြင်းကိုဒီ panda ပို့ပြီးတော့မြန်ဆန်လွယ်ကူစေရယ်ပြီးလို့ရှင်ကျွန်တော် excel တွေ csv တွေ database တွေအဲ့ဒါတွေနဲ့လည်းလိုက်ရုံးညီထွေစာကျွန်တော်တို့ဒီ panda ကအသုံးပြုလို့ရတယ်နော်ပြီးရင်သူကဘာတွေအဓိကလုပ်လဲဆိုရင် data တွေကို cleaning တန်ရှင်းတန်ရှင်းမယ်ပြီးရင် filtering လုပ်မယ်နော် data တွေကနေပြီးတခုခုတချို့ data တွေကိုကျွန်တော်စီစစ်ပြီးတော့အဲ့လိုမျိုးဟိုယူဆွဲထုတ်လာလို့ရမယ်ပြီးရင် data တွေကို transform ပြောင်းလဲခြင်းတွေလုပ်လို့ရမယ်ပြီးရင်နောက်ဆုံးမှာတော့ data analysis ကိုလုပ်လို့ရမယ် နော်ပြီးရင်အကောင်ကဘာလဲဆိုရင်ကျွန်တော်ရဲ့ဒီ Python ရဲ့အခြားနာမည်ကြီး library ဖြစ်တဲ့ numpy အပေါ်မှာတိစောက်ထားတယ် နော်နံပိုင်းအကျော်ရှေ့ရဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့လိုမျိုးဒီတွက်ချက်မှုတွေကိုလင်းမြန်စေရပေါ့နော်အဲ့တော့ကျွန်တော်ဒီ data analysis လုပ်မယ် data manipulation လုပ်တဲ့အခါမှာလေအဲ့လို data ပေါင်းမြုပ်များစွာကိုကင်ပြီးတော့ကျွန်တော်တွက်ချက်မှုတွေလောက်ကတဲ့အခိုက်အတန့်နေအများကြီးပဲနော်အဲ့ဒါကြောင့်မို့သူကနံပိုင်းအပေါ်မှာတိဆောက်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်က data analysis machine learning engineer ပြီး AI engineer researcher တွေနော်သူတည်နာသမားတွေ finance တွေဘာပဲလာလာတခြားမြောင်များစွာတော့နေပေးရသူတွေအတွက်မရှိမဖြစ်လက်ဆွဲတော့ဖြစ်တယ် ပြီးတော့ Python ကိုနာမည်ကြီးလာစေတဲ့ဒီဆရာတပါးပဲဖြစ်တယ်ပေါ့နော်ဘီရင်တစုပဲဖြစ်တယ်ပန်ဒါပေါ့နော်အဲဒါကြောင့်မို့ဒီကောင်ကို Python တော့အသုံးပြုတယ် Python ကုတ်တင်ကိုကျွန်တော်တို့အတိုင်းအတာတစ်ခုတည်းလုပ်ပြီးဆိုလို့ရှိရင်ဒီ Panda ဆိုတဲ့ library ကိုမဖြစ်မနေလောက်ကမဲ့အထဲမှာပါတယ် ဲ့တော့ကျွန်တော်တို့စပြီးပြောင်းဘာလို့ပန်ဒါကိုတေချာလေးလာတင်တာလဲပေါ့နော်ပန်ဒါဒီလိုຢာတွေကိုလုတ်ပေးတယ်ဒီသက်ပြစ်ဒီ messy data တွေပေါ့နော် messy data အဲ့လိုဟိုရှုပ်ထွေးနေတဲ့ data တွေပြီးရင်မတန့်ရှင်းတဲ့ data တွေအဲ့လိုကောင်းမျိုးကျွန်တော် messy data တွေဆိုပြီးတော့ခေါ်တယ်ပေါ့နော် mess ဖြစ်နေတဲ့ data တွေအဲ့ကောင်မျိုးတန့်ရှင်းမိတယ်ကျွန်တော်ဘာလို့လဲဆိုရင် latitude data တွေကလုံးဝဟိုပြည့်စုံနေဆိုတာရှားတယ် နော် data တွေမှာအမှားတွေပါမယ်ပြီးရင်ဟိုထက်နေတဲ့တန်မိုးတွေပါမယ်ပျောက်နေတဲ့တန်မိုးတွေပါမယ်အဲ့လိုကောင်းမျိုးတွေပေါ့တခါကြရင်ကျွန်တော်တို့က table တွေပေါ့နော် data တွေကိုဟို တခုတည်းသူ့ data တခုတစ်မျိုးတည်းပဲတုံးတာမဟုတ်ပဲနဲ့အဲ့ data ကိုကျွန်တော်တွေပေါင်းစည်းပြီးတော့ပေါင်းဆက်ပြီးတော့တုံးရတုံးရတဲ့အခါတွေရှိမယ်နော်အဲ့လိုအမျိုးမျိုးပေါ့နော်အဲ့လိုကောင်းနေအကုန်လုံးပန်သားနေလုတ်ပေးတယ်ခုနပြောတဲ့အတိုင်းပဲဒီပျောက်နေတဲ့တံပိုးတွေပေါ့နော်အဲ့ကောင်းနေကိုကျွန်တော်တွေကင်တွယ်လို့ရတယ်ပြီးရင်ခုန table တွေကိုပေါင်းပေါင်းဆက်လို့ရတယ်ဆိုပြီးကျွန်တော်ပြောတဲ့အတိုင်းပဲ table တွေကိုပေါင်းဆက်လို့ရတယ်ပြီးရင်တွက်ချက်မှုတွေကိုမြင်မြန်ဆန်ဆန်လုပ်လို့ရတယ် exam မှာဆိုလို့ရှိရင် data တွေများလာရင်များလာလေလေအရောက်နှီးကွေးွားရတယ်ပြီးရင် row တန်းပေါင်းများစွာကိုနော် data တန်းပေါင်းများစွာကိုကျွန်တော်တွေက ဒီ panel သုံးပြီး analyze လုပ်လိုက်ရတယ်။ exam မှာတော့ကျွန်တော်လုပ်လို့မရအောင်။ပြီး machine learning အတွက်ကို data တွေကိုပြင်ဆင်တဲ့အခါမှာလေ။ machine learning နဲ့ AI အတွက်ကို data ပြင်ဆင်တဲ့အခါမှာလေ ကျွန်တော်တို့ဒီ panda library ကိုတုံးတယ်အဲ့တော့ panda ကိုနမူနာကျွန်တော်တို့ဒီဘာလေးလဲဆိုတော့ပဲအကြမ်းပြင်းပြောမယ်ဆိုလို့ရှိရင်အဓိကဒီမှာကြည့်ဒီတော့ re csv ဆိုပြီးအိဇဲလို data မျိုးကိုယူလာပြီးတော့ python မှာ analyze တွေလုပ်တော့မယ်ပြီးရင် account တွေကိုပြောင်းလဲခြင်းတွေလုပ်တော့မယ်ဆိုရင်ကျွန်တော်ကဒီ re csv ဆိုတဲ့ဒါမှမဟုတ်လဲ re aizel ဆိုတဲ့ function လေးရှိရယ် account လေးကိုယူလာပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး python မှာအခုလိုမျိုးဒီ table ပုံစံပေါ့နော် aizel table ပုံစံလိုမျိုးဆွဲယူလာလို့ရတယ်ပေါ့နော်ပြီးရင်ဒီကောင်ကိုကျွန်တော်တို့ panda ရဲ့ဒီ function တွေတုံးပြီးတော့ ီကောင် analysis တွေလုပ်လို့ရမယ် data တွေ manipulate တွေလုပ်လို့ရမယ်เนาะဒီ CSV ဒီလိုမျိုး panda မရှိဘူးဆိုလို့ရှင်ဒီလို table ပုံစံလိုမျိုးကိုကျွန်တော်တို့ရမှာမဟုတ်ဘူးเนาะအဲ့တော့အဲ့ကောင်ကိုကျွန်တော်ကဒီမှာဟိုကုန်တင်မှာတစ်ချက်ဘယ်လိုလုပ်ထားလဲတစ်ချက်လက်တွေ့မှာတစ်ချက်ပြမယ်နော်အခုဒီမှာကြည့်မယ်ပေါ့နော်ကျွန်တော်တို့တွေကဒီမှာ panda ဆိုတဲ့ကောင်လေး import လုပ်ထားတယ်။အဲ import လုပ်တယ်ဆိုတာဒီကောင်ကိုကျွန်တော်ရဲ့ဒီ python code တွေမှာယူသုံးမယ်ဆိုပြီးပြောတာ ပြီးလို့ရှိရင်ဒီမှာ pd.re.csv ဆိုပြီးတော့ဘာကောင်ကိုဘယ်ဖိုင်ကိုဖတ်လာမှာလဲဆိုရင် housing.csv ဆိုတဲ့ဒီ ဒီ file လေးပေါ့နော်ဒီကောင်လေးပေါ့နော်အဲကောင်လေးကိုကျွန်တော်တွေဟိုဒီ python မှာသုံးဖို့အတွက်ကိုဒီကုတ်မှာအသုံးပြုဖို့အတွက် data analysis လုပ်ဖို့အတွက်ကိုယူလာတာပေါ့နော်အဲ့ဒါမရှိဘူးဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ panda မရှိဘူးဆိုရင်အဲ့ဒါအဆင်ပြေမှာမဟုတ်ဘူးအခုဒီမှာ csv file အဲကောင် excel file နေနဲ့လဲတွဲပြီးတော့သုံးရတယ် csv file နေတဲ့ကိုကျွန်တော်တွေပို့ excel နဲ့ဖွင့်ကြည့်မယ်ဆိုလို့ရှိရင်ဒီ excel ပုံစံနဲ့အတူတူပဲဒီလို table ပုံစံပေါ့နော်အခုဆိုရင်ဒီမှာသူက column တွေရှိရယ် row တွေရှိရယ် နော်အကောင့်ကိုကျွန်တော်တို့ဒီမှာအလုပ်လုပ်ဖို့အတွက်ယူလာတယ်ယူလာပြီးတော့ဒီ hat ဆိုတဲ့အကောင့်ကကြတော့ဘာလို့ဆိုရင်ကျွန်တော်တို့ data တွေကိုဒီကောင်က data အများကြီးပဲဆိုတော့အကုန်လုံးယူကြည့်ကြရမလို့ data ကဘယ်လိုပုံစံဖြစ်နေလဲဆိုတာကြည့်ဖို့အတွက်ကိုကျွန်တော်တို့ hat ဆိုတဲ့အကောင့်အဲ့ဒါကြတော့အပေါ်ဆုံး၅ line ကိုပဲပေါ့နော် row ၅ခုကိုပဲပြတာဒီလိုပုံစံလေးနဲ့သွားတယ်ပေါ့နော်အောက်မှာတော့ဒီ expander ကိုတုံးပြီးတော့ကျွန်တော်တို့ data analysis လုပ်ထားရရှိတယ်ဒါပေမဲ့ဟိုဒီနေ့ကအဲ့ဒါကိုကျွန်တော်ပြောမှာမဟုတ်သေးဘူးပေါ့နော် ဲ့တော့ကျွန်တော်ဆက်ပြီးပြောပြပြောကြမှာပေါ့နော်ရှေ့မှာကျွန်တော်ကပြောမှာပန်တာနံပိုင်ပုံမိခိုးပြီးတော့လှုပ်ထားတယ်အဲ့တော့ဘလိုသဘောတရားတွေမှာအဲ့လိုမိခိုးပြီးလှုပ်ထားလဲဆိုတော့ကျွန်တော်တွေဟိုကြည့်ကြမှာနော်ပြီးရင်တို့တွေကဘလိုကွာခြားလဲပေါ့နော်အဲ့တော့အဓိကအပြည့်ကြည့်မယ်ဆိုရင်ဒီပန်တာမှာ data အမျိုးအစားတွေရှိရယ်ပေါ့နော်သူ့ကိုကျွန်တော်ယူမယ်ဆိုရင်ပန်တာကပြုတ်လှုပ်ထားတဲ့ data အမျိုးအစားတွေရှိရယ် array ထဲမှာ data frame ဆိုတဲ့ကောင်နော် data frame ကအဲ့လို A0 တိပဲပုံစံလိုမျိုးပေါ့နော်အဲ့လိုကောင် အဲ့ဒါကဒီဘာနဲ့သွားဆင်လဲဆိုရင် number ရဲ့ dimension နှစ်ခုပါတဲ့ array နဲ့သွားဆင်တယ်အဲ့တော့ number မှာကျွန်တော်ရဲ့ dimension နှစ်ခုပါတာကိုကျွန်တော်တို့ကဘာလို့ခေါ်ဆိုရင် matrix ပေါ့နော် matrix ပုံစံ data အမျိုးအစားပေါ့နော်အဲ့အဲ့လိုကောင်းပြီးနဲ့သွားပြီးတော့ဆင်တူတယ်ဒါပေမဲ့ဒီ number နဲ့ကွာတာကြောင့် number မှာကျတော့အဲ့ index တွေကအလိုလျောက်၃ည၁၂အဲ့ရနေ၃ညနေစားတယ်အလိုလျောက်စားကျွန်တော်တတ်မှတ်လို့မရပဲနဲ့ပေါ့သူကသူ automatic အဲ့လိုမျိုးဟိုတတ်မှတ်ပြီးသားဖြစ်တယ် ဒါပေမဲ့ပန်ဒါမှာကြောက်ကျွန်တော်တို့ဘာတွေလုပ်လို့ရဆိုရင်အဲ့ဒီ row တွေမှာ index တွေပဲဖြစ်ဖြစ်ဒီဒါမှမဟုတ်လဲ column နာမည်တွေပေါ့နော်အခုကျွန်တော်ကဒီပန်ဒါအေးဇဲပုံစံဆိုရွေးပြောလေအဲ့တော့သူ့မှာဒီ row တွေမှာလည်း index ရှိတယ်လို့ဒီ column တွေမှာလည်း column နာမည်တွေရှိတယ်အဲ့လိုအကောင်တွေရဲ့နာမည်တွေကိုကျွန်တော်တွေကသတ်မှတ်လို့ရတယ် နော်အဲ့အဲ့ဒီအချက်ကပဲပန်ဒါကိုဒီ excel ပုံစံ spreadsheet table ပုံစံမျိုးညီနဲ့တွားပြီးတော့ဆင်သွားစေရမှာနော် csv ဆိုလဲမှန်တယ် spreadsheet ဒီ excel ပုံစံဆိုလဲမှန်တယ်ဗောနော်ဒီညာဘက်မှာဒီမှာကြည့်မယ်ဆိုရင်ဒီဘယ်ဘက်အချမ်းကောင် num by 2D array เนาะဒီနှစ်ခုကကျွန်တော်တို့ရဟိုစင်တူပဲเนาะဒီ number 2D array ဒီကောင်တွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဟိုနာမည်လေးတွေရေးထားပေါ့เนาะ games of drone ကြိုက်တော့အဲ့ဒီထဲမှာဘာတွေဇက်ကောင်တွေရဲ့နာမည်ပေါ့သူတို့တွေရဲ့ဒီမှာတင်ချာအမှတ်အင်္ဂလိပ်စာအမှတ် physics UI beta အမှတ်တွေကိုဒီမှာရေးထားတာ နံပိုင်တော့ကျတော့အကောင့်ကိုကျွန်တော်တွေကရေးမယ်ဆိုရင်ဘလို့အဲ့အဲ့ဒီလို data မျိုးကိုတင်မယ်ဆိုရင်ကျွန်တော်ကဘလို့နေရာမျိုးကတင်လဲဆိုရင်အခုနံပိုင် array ပေါ့နော်တင်မယ်ဆိုရင်ဒီလိုမျိုးပေါ့နော်အဲ့တော့အမှတ်တရဘသူရဲ့ဟာလဲဘာတွေဟွာလဲမသိပါနဲ့တို့တွေကကျတော့ဒီတို့တွေမှာ index ပေါ့နော်1.1 1.2တို့အဲ့လိုပုံမျိုးနဲ့ဒီကောင်ကဝင်နေတယ် အဲပန်ဒါမှာကြောက်သူကကြောက်ပန်ဒါမှာကြောက်ကျွန်တော်တို့က index တွေကိုဘယ်လိုလုပ်ရဆိုရင် row မှာဆိုလို့ရှိရင် row index ပေါ့နော် join row အဲ့လူတွေကိုကျွန်တော်ကလူတယောက်ချင်းစီအမှတ်ဆိုပြီးတီးလို့ရတယ်ပြီး column name တွေကိုလည်းသင်ချာ english physics ဆိုပြီးအဲ့လိုမျိုးပေးလို့ရတယ်အဲ့တော့ဒီအတွင်းထဲမှာရှိတဲ့ demo တွေကဒီကောင်လေးတွေပဲဒါပေမဲ့ပန်ဒါမှာကြောက်ကျွန်တော်မျက်စိနဲ့ကြည့်ရလူနားလေပို့ပြီးတော့ဟိုအဆင်ပြေတယ်ပေါ့နော် ျွန်တော်ပုံမှန်အလုပ်လုပ်နေကြအိမ်ဆဲလို့ပေါ့နေဒီကောင်သွားပြီးဆင်တူတာပေါ့နော်အဲ့တော့ကျွန်တော်ရသူတို့တွေကို index လုပ်မယ်ဆိုလို့ရှိရင် name ပိုင်မှာတော့ကြာတော့ဒီထဲမှာရှိတဲ့ဒီ81ဆိုတဲ့တန်မိုးကိုကျွန်တော်တို့ဆွဲထုတ်လာမယ်အဲ့လိုဆွဲထုတ်လာမယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ကြလဲဆိုလို့ရှိရင် row ဘယ် row မှာရှိလဲပေါ့နော်ဘယ် row မှာရှိလဲအခုဒီမှာဆိုရင်3ည9ည1ည9အဲ့တော့1 row မှာရှိရဲအဲ့ထဲမှာမှာ81ကဘယ်နေရာမှာရှိနေလဲဆိုရင် တုံညာ1နှစ်အဲ့နှစ်နေရာမှာရှိရယ်เนาะအဲ့ row နံပါတ်1ထဲမှာမှာဒီ column နံပါတ်2ထဲမှာရှိရယ်ကျွန်တော်တို့ကဒီ panda မှာ sorry ကျွန်တော်တို့က python မှာအဲ့လိုစပြီးတော့တခုခုရှိတွက်လို့ရှိရင်တုံညာအနေစရယ်ဆိုပြီးပြောရလိအဲ့လိုမျိုးအဲ့တော့တကောမှာ2ဆိုပြီးတော့ number မှာအဲ့လိုမျိုးကျွန်တော်အဲ့တန်ကိုယူထုတ်လို့ရတယ်။ဒါပေမဲ့ panda မှာကျွန်တော်နှစ်မျိုးလုပ်လို့ရတယ်။တစ်မျိုးကကျွန်တော်အခုဒီမှာကျွန်တော်က row တွေလည်း index တွေရှိရယ် column တွေလည်း index ရှိတော့ကျွန်တော်ကဘယ်လိုယူထုတ်ရလဲဆိုလို့ရှိရင် rob ရယ် rob ဆိုတဲ့လူရယ်ဗာလဲ physics ဒီအမှတ်ဆိုပြီးအဲ့လိုယူထုတ်လိုက်တာ ਨੇ ကျွန်တော်ရတယ်အဲ့လိုမျိုးလို့လို့ရတယ်လို့မျိုးနမ်ပိုင်းမှာလို့မျိုးကျွန်တော်တို့တွေကဒီတန်မိုးတွေတွေက interest တွေပေါ့နော်ဟိုသူ့ဘာသူငကိုမူလာအတွင်းထဲမှာကျွန်တော်မျက်စိနဲ့မမြင်ရဘဲနဲ့ဖြစ်ပေါ်နေတဲ့ဒီ interest တွေလည်းသူ့မှာရှိရပေါ့နော်နမ်ပိုင်းလို့မျိုးအဲ့ဒါအတိုင်းပဲဒီမှာ1.2ဆိုပြီးတော့ကျွန်တော်တွေကယူသုံးရတာဒီလိုမျိုးဒါပေမဲ့တစ်ခုကွာတော့နမ်ပိုင်းမှာကျတော့ interest လို့လို့ရှိရင်ဒီလိုမျိုးဘေးနာ၄000ကျွန်းလေးနဲ့လုံရရတယ်ပန်တာမှာကျတော့ကျွန်တော်တွေကဘယ်လိုလောက်ကြလဲဆိုရင် LOC ဆိုတဲ့ဟာနော်ဒီဒီလိုမျိုး ဟို column နာမည် row နာမည်နဲ့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် LOC LOC ဆိုတာဘာပြော locate LOCADE locate ဆိုတာကြောင့်နေရာတခုကိုသွားပြီးတော့ကျွန်တော်ဆွဲထုတ်တာပေါ့နော်ပြီးရင်ဒါမှမဟုတ်ခုနကလိုမျိုးကျွန်တော်နောက်ွယ်မှာရှိရဲ့ index တွေပေါ့နော်ကျွန်တော်မျက်စိနဲ့မမြင်ရတဲ့ index တွေနဲ့လုပ်မယ်ဆိုလို့ရှိရင်နော် i locate i ဆိုတာကြောင့် index ကိုပြောတာ index locate ဆိုပြီးတော့ပြောတာအဲ့လိုမျိုးနေနဲ့ကျွန်တော်တွေကဆွဲပြီးတော့ယူထုတ်လို့ရတယ်အဲ့တော့ဒီ pandama ကြောင့် index တွေကိုကျွန်တော်ရတက်တက် တက်မှတ်လို့ရတယ်ဆိုတဲ့သဘောနော်ဒီ row index တွေကိုကျွန်တော်ကြိုက်တယ်လို့ပေးလို့ရတယ်ကိန်းကနန်းတွေပေးလဲရတယ်ဒီလိုစာသားတွေပေးလဲရတယ်နော် column တွေဆိုရင်လည်းအဲ့လိုပဲအဲ့လိုမျိုးတက်မှတ်လို့ရတဲ့ခါကျတော့ panda ကဘာလို့ပေးတာဆိုရင်အဲ့လိုမျိုး index တွေကိုကင်တွယ်တဲ့နော်ကျွန်တော် index object data structure လေးပါတယ်အဲ့ဒါ ਈ နဲ့ပတ်သက်ပြီးတော့ပြီးရင်ကျွန်တော်ပြောမှာပေါ့နော်ဒါပေမဲ့ panda က number အပေါ်မှာမိခိုတာဖြစ်လို့တွက်ချက်ချင်းနေလုတ်တဲ့အခါမှာတော့ဒီအတွင်းထဲမှာရှိတဲ့တန်မိုးတွေကိုပဲတီးတန့် ဒီ number array အနေနဲ့ဆွဲထုတ်ပြီးတော့ကျွန်တော်တွေကတွက်ချက်ချင်းတွေကိုလုပ်တယ်အဲ့လိုကောင်မျိုးတွေကို number တွက်ချက်ချင်းတွေကိုကျွန်တော်ဘာလို့ခေါ်ဆိုရင်ရှေ့မှာဗီဒီယိုမှာပြောရတယ်လို့အဲ့ကောင်တွေကျွန်တော် vectorize operation တွေဆိုပြီးတော့ခေါ်တယ် vectorize operation ဆိုတာကြတော့တွက်ချက်လို့ရှင်တစ်ခုပြီးမှတစ်ခုလောက်တာမဟုတ်ဘဲဒီကွန်ပျူတာကိုအကုန်လုံးကိုတပြိုင်နက်တယ်နော်ဟိုတွက်ချက်ချင်း၄၅ခုကိုတပြိုင်နက်တယ်လောက်ပါဆိုပြီးတော့ ြောတဲ့ပုံစံလိုမျိုးပေါ့နော်။ဘောက်လေဆိုရင်ကွန်ပျူတာတွက်ချက်တဲ့အခါမှာတော့အဲ့ဒီ column နာမည်တွေဒီ row index နာမည်တွေအဲ့လိုမျိုးဟိုကွန်ပျူတာကတကယ်ကြမလိုအပ်ဘူး။ကျွန်တော်တို့ဒီကောင်ကြီးကကြာအဓိကတော့လူတွေရဲ့မျက်လုံးနဲ့တော့မြင်ရ view ကလွယ်အောင်ပဲကျွန်တော်တို့တွေကလုပ်တာပေါ့နော်အဲ့တော့အဓိကထားတာပေါ့နော်ဒီလိုမျိုး beina row index တွေ column နာမည်တွေပေါ့နော်အဲ့လိုကောင်းမျိုးတွေပြောတာအခုဒီမှာကျွန်တော်တို့တွေကဒီမှာဟို row တွေကိုကြောက် row index ဆိုပြီးခေါ်တယ် column တွေကြောက် column နာမည်ဆိုပြီးခေါ်တယ်ပေါ့နော်အဲ့လိုကောင်းမျိုးတွေကိုကျွန်တော်တို့ရခြုံပြီးနှစ်ခုလုံးကိုဘာလို့ခေါ်လဲဆိုရင်နော် index ဆိုပြီးတော့ပဲခေါ်တယ်ခြုံပြီးတော့ เนาะ row index ကိုလည်း index လို့ပဲခေါ်တယ် column name တွေကိုလည်း index လို့ပဲခေါ်တယ်เนาะသူတို့တွေကအတူတူပဲဒါအပြင်ဒီ pandama ကြတော့ number ကိုပို့ပြီးတော့ဟိုတိုးချဲ့ပြီးတော့ပါလာတဲ့ဟာတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောခဲ့သလို missing data တွေကိုဂင်တွေ့မယ်ပြီးရင် group by ဆိုရဲဒီတန်မိုးတွေကိုလို့စုပြီးတော့ပြမယ့်ဟာရှိမယ် margin ဆိုရဲဒီ table တွေကိုပေါင်းစပ်တာတွေရှိမယ် reshape လုပ်တာတွေရှိမယ်အဲ့လိုမျိုးအမျိုးမျိုးပေါ့နော်အဲ့ဒါတွေမဟုတ်ပဲတခြားတွေလည်းရှိတယ်အဲ့ဒါတွေနဲ့တခြားတွေလည်းရှိသေးတယ်ပေါ့နော်ဘာတွေလဲဆိုရင် data analysis တို့ data manipulation တွေတို့မှာသုံးတဲ့ functional personality အမျိုးမျိုးဟာဒီ panda ထဲမှာပါဝင်လာတယ်ပေါ့နော်နံပိုင်းမှာမဟုတ်တဲ့កောင်းនេះបងမប៉ារဲកောင်းនេះបងเนาะအဲ့တော့အဲ့ဒီ indexing လုပ်တဲ့ဟာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ပြောမှာဘောเนาะအခုတော့မပြောဘူးဒါကတော့ဒီနေ့ဗီဒီယိုက main set လောက်ပဲပြောမှာဆိုတော့အဲ့တော့ဒါကတော့ဟိုဖတ်ကြည့်ခြင်းဖတ်ကြည့်လို့ရတယ် vectorization ဆိုတာဘာလဲဆိုတာကိုပြောတာဘောเนาะဒီ panda မှာကျွန်တော်တို့ကနံပိုင်းလိုမျိုးပဲဟို vectorization လုပ်လို့ရဆိုပြီးပြောအဲ့တော့ vectorization ကဘာလဲဆိုတာကိုကျွန်တော်တို့ဒီမှာလေပြန်ပြီးတော့ဖတ်ကြည့်လို့ရတယ်ကျွန်တော်တိတိမဖတ်ပြတော့ဘူးကြော်ရမယ်ဘောเนาะ အဲ့တော့ panda ရဲ့ data အမျိုးအစားတွေကိုကျွန်တော်တို့ကြည့်ရမယ်ဆိုကျွန်တော်တို့ကဒီ python ကိုစပြီးတော့လေ့လာတဲ့အခါမှာဘာနဲ့စလေ့လာလဲဆိုရင် python မှာမူလပါပြီးသား data အမျိုးအစားရင်းနဲ့စပြီးတော့ကျွန်တော်တို့လေ့လာတယ်ရှေ့မှာ numpy နဲ့ numpy အကြောင်းကိုကျွန်တော်လေ့လာတော့လေ numpy မှာပါဝင်တဲ့အဓိက data အမျိုးအစားဖြစ်တဲ့ဒီ nd array ပေါ့နော် array ပုံစံ data အမျိုးအစားအကြောင်းကိုကျွန်တော်တို့အသေးစိတ်ပြောခဲ့ရပေါ့နော် အခုဒီမှာလဲဒီ panda မှာလဲကျွန်တော်တို့ရဲ့အဲ data အမျိုးအစားအကြောင်းကိုကျွန်တော်ပြောရတော့မယ် panda မှာအဓိက data အမျိုးအစားနှစ်ခုရှိတယ်တစ်ခုကပါဆိုရင် series ဆိုတဲ့ data အမျိုးအစားနောက်တစ်ခုကကြောင့် data frame ဆိုတဲ့ data အမျိုးအစားအဲ့နှစ်ခုကအဓိက main ပဲပေါ့နော်အဲဒီမှာမှဘာအရေးကြီးဆုံးလဲဆိုရင် data frame ကအရေးကြီးဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအောက်မှာပြောပြောကြမယ်ပေါ့နော်အပန်းသားမှာအဓိက data structure ပေါ့နော် data အမျိုးအစားနှစ်မျိုးရှိတယ်။တစ်ခုကကြောက်ပါဆို series လို့ခေါ်တယ် နော်စီးရီးယားကြောင့်ဘာလို့ဆိုရင်ကော်လန်တစ်ခုသာရှိတယ်တစ်ခုပဲရှိတယ်ကျွန်တော်ပုံမှန်ဖြစ်ဒီတေဘယ်တစ်ခုကိုကြည့်မယ်ဆိုလို့ချင်းဒီကော်လန်အများကြီးပါတယ်လေဟုတ်တယ်မှာဒါပေမဲ့စီးရီးယားကြောင့်ကော်လန်တစ်ခုသေးရာရှိတယ်ဒီတေဘယ်ဒေတာအမျိုးအစားမျိုးပေါ့နော်သူ့မှာကော်လန်တစ်ခုပဲပါတယ်အဲ့တော့အဲ့ဒါကို number အနေနဲ့ကြည့်မယ်ဆိုလို့ချင်းသူက one dimensional array one dimensional array တင်ချာအနေနဲ့ပြောမယ်ဆိုလို့ချင်းသူ့ vector ဆိုပြီးတော့ခေါ်တာပေါ့နော်သူ့ industry ကိုတတ်မှတ်လို့ရတယ်ပြီးရင်မတတ်မှတ်ထားလို့ရှိရင်တော့ဘာဖြစ်လဲ default အနေနဲ့3.13ဆိုပြီးတော့အစင်လိုက်ဝင်သွားမယ် အဲ့တော့အဲ့လိုမျိုးလာဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ number array နဲ့ပို့ပြီးတော့ဆင်တူရတာပေါ့နော်သူ့ကိုကျွန်တော်တို့ဒီကုတ်မှာဒီဘလို့သုံးလဲဆိုရင်ဘယ်ဘယ်အားနဲ့သွားလဲဆိုရင်ဒီ pd.series ပေါ့နော် series ဆိုတဲ့ဒီ class ပေါ့နော်အကောင့်အနေနဲ့ကျွန်တော်တို့တွေကသတ်မှတ်တယ် ြီးနောက်တစ်မျိုးအစားကြတော့ data frame ပေါ့နော်အဲ့ကောင်ကအဓိကတုံးလာသူကကြောင့် row နဲ့ column တွေပါတဲ့ဒီ table table တစ်ခုပေါ့နော် table အပြည့်အစုံပေါ့နော်သူမှာ row တွေအများကြီးပါမယ် column တွေအများကြီးပါမယ်ခုနကတော့ series ကကြောင့် column တစ်ခုတည်းတာပါတယ်အဲ့ကြောင့်သူ့ကိုကျွန်တော်ရ column လို့တော့မခေါ်တော့ဘူးနော်တစ်ခုတည်းပါလို့ဒီတိုင်းဟိုရိုးတန်းတန်းဒီ row တွေအများကြီးပါတယ်လို့ဒါကျွန်တော်ပြောလို့ရတယ်နော် data frame မှာကြောင့်ဒီ row တွေလည်းအများကြီးပါလို့ column တွေလည်းအများကြီးပါတယ် အဲ့နံပိုင်အနေနဲ့ကြည့်မယ်ဆိုရင်သူက 2D array ကျွန်တော်တို့အခုပြောနေရဒီ matrix ပေါ့နော် ပုံမှန်ဒီ spreadsheet ဒီ excel data အမျိုးအစားတွေပေါ့နော်အဲ့ဒါကိုကျွန်တော်ကဘာလို့ပြောရလဲဆိုခုနဒီ series ကကြောင့် column တစ်ခုတည်းပါရယ်ဆိုပြီးတော့ပြောရလေဟုတ်တယ်မလားအဲ့တော့ဒီ data frame ကကြောင့်ဘယ်လိုကြည့်လို့ရလဲဆိုလို့ရှိရင်ဒီ series တွေဒီ column တွေပေါ့နော် column တွေအများကြီးစုထားတဲ့ table ဆိုပြီးတော့ပြောလို့ရတယ်အဲ့တော့ data frame ဆိုတာဘာလဲဒီ series တွေကိုဟိုအများကြီးစုထားတာ column တွေကိုအများကြီးစုထားတာဒါပေမဲ့အဲ့ column တွေက index တွေတူမှသာလင်စုလို့ရတယ်ပေါ့နော်အမျိုးအစားတူမှသာလင်စုလို့ရတယ်အဲ့တော့ data frame မှာကြောင့်ကျွန်တော်တို့ index ကို column ကိုကျွန်တော်တို့တတ်မှတ်လို့ရတယ် နော်ခုနကတော့ series မှာတော့ကျွန်တော် column တစ်ခုပဲရှိတော့သူ့ကိုကျွန်တော်ကသတ်မှတ်စရာမလိုဘူး series မှာကျတော့ row index တွေကိုပဲကျွန်တော်သတ်မှတ်စရာလိုတယ်ဒါပေမဲ့ data frame မှာကျတော့ row index တွေရော column တွေရောကိုကျွန်တော်ညီသတ်မှတ်လို့ရတယ်နော်ပြီးရင်အကောင်ကိုဘယ်လိုလုပ်လဲဆိုရင် pd.data frame ဆိုတဲ့ fan ဟို class နဲ့ကျွန်တော်တုံးတယ်အခုညာဘက်ကဒီပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တွေကဒီလိုဒီလိုဒီမှာဆိုတာ column ဒါဆိုလို့ရှိရင်၃ခုရှိရဲ့ဒီ column တစ်ခုချင်းစီကကျတော့ကျွန်တော်တွေ pd.series ပေါ့နော် series တွေလို့ခေါ်တယ်ဒီ column နာမည်လေးနဲ့နော် ဒီကောင်းကြ PD ဟို series တွေတခုချင်းရ series ဖြစ်တယ်အဲ series တွေအားလုံး၃ခုလုံးပေါင်းလိုက်ရင်ကျွန်တော်တို့ရဲ့တို့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒီ table ကြီးတခုလုံးကဘာလဲဒီ data frame ဆိုပြီးတော့ခေါ်တာဒါကြီးတခုလုံးက data frame အဲ့တွေကဒီလိုဟို column တခုချင်းစီကဘာလဲ series တွေဆိုပြီးတော့ခေါ်တယ်နော် a0 အခုလိုမျိုး table တို့ပုံစံသဘောတရားမှာဆိုလို့ရှိရင်အဲ့လို ီလိုအလှရလိုက်ဒီတန်မိုးတွေကိုကျွန်တော်ဘာလို့ခေါ်လဲ row တွေပေါ့နော်တန်းနေတန်းနေဆိုပြီးတော့ခေါ်တယ်ဒီလို down light ဒီလိုတန်မိုးတွေကိုကျွန်တော်တွေကဘာလို့ဆိုခေါ်လို့ဆိုရင် column နေဆိုပြီးတော့ခေါ်တိုင်နေဆိုပြီးတော့ခေါ်တယ်နော်အဲ့မသိမှဆိုလို့အခုတစ်ချက်ပြပြရတာပေါ့နော်အပြီးရင် panda မှာခုနကျွန်တော်ပြော panda မှာအဓိက data structure serial data frame ဆိုပြီးတော့ကျွန်တော်ပြောရတယ်ဒါပေမဲ့သူ့မှာနောက်ထပ် data structure ပုံစံတစ်ခုရှိတယ်သူကကြောက်အပိုထည့်ထားတာပေါ့နော်အဲ့ဒါပါဆိုရင် index ဆိုတဲ့အမျိုးအစား နော်အဲ့တော့ဘာလို့လဲဆိုရင်ပန်တာမှာကျွန်တော်တို့ရာဟိုရိုးမှာတုံးတဲ့ရိုးအင်ဒက်စ်တွေရောကော်လန်ဒီမှာတုံးတဲ့ဒီကော်လန်အင်ဒက်စ်ပေါ့နော်ကော်လန်နာမည်တွေရောအဲ့ကောင်တွေကအရန်အတုံးများအဲ့ဒါကြောင့်မို့သူတို့တွေကိုကောင်းမွန်မွန်ကင်တွယ်လို့ရအောင်ဆိုပြီးပန်တာနေပြီးရောအဲ့ကောင်တွေကိုထိန်းချုပ်တဲ့ဒီ class ပုံဟိုအမျိုးအစား data အမျိုးအစားတစ်ခုပေါ့နော် index ဆိုတဲ့ဒီ data အမျိုးအစားတစ်ခုကိုပေးထားတယ်အဲ့တော့ဒီဒီ index ဆိုတာကြောင့်ဘာတွေပါလဲ row တွေရဲ့ index ကို column တွေရဲ့နာမည်တွေ column index ကိုကျွန်တော်တို့ကဟို index ဒီ index ဆိုတဲ့ဟာမှာ ခြုံပြီးတော့ပါနေရယ်နော် index ဆိုရယ် class ထဲမှာခြုံပြီးတော့ပါနေရယ်အဲ့တော့အဲ့လိုကောင်နေဟိုဟိုကျွန်တော်ဘယ်လိုသိနိုင်ရယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ table တစ်ခုခုရဲ့ index ပဲဖြစ်ဖြစ်ဒါမှ table တစ်ခုခုရဲ့ column တွေပဲဖြစ်ဖြစ်အဲ့ကောင်နေရဲ့ဒီအမျိုးအစားကိုကျွန်တော်က python type ဆိုရယ် function နဲ့ထုတ်ကြည့်မယ်အဲ့လိုထုတ်ကြည့်လို့ရှိရင်အဲ့ကောင်နေအကုန်လုံးကဗာလဲ index ဆိုရယ်ဒီ data အမျိုးအစား index ဆိုရယ် class အမျိုးအစားတွေပဲဖြစ်တယ် အဲ့ data structure နဲ့ပတ်သက်ပြီးတော့တစ်ခုချင်းစီကျွန်တော် series data frame index အဲ့လိုကောင်မျိုးတွေနောက်ဗီဒီယိုမှာအသေးစိတ်ပြောရမှာဖြစ်တယ်အဲ့ဆိုရင်ဒါဆိုရင်လာပြီးကျွန်တော် panda ကိုဘယ်လို install လုပ်မလဲကျွန်တော်အသုံးပြုလို့ရအောင်ဘယ်လို install လုပ်မလဲပေါ့နော်ပြီးရင်အဲ့ကောင်ဘယ်လို import လုပ်မလဲ နော်အဲ့ pandas ကြောင့်ကျွန်တော်ရဲ့ဒီ python မှာ python ကို install လုပ်တဲ့အချိန် python download လုပ်တဲ့အချိန်တော့ပါလာတဲ့ကောင်မဟုတ်ပဲနေ internet ပေါ်မှာရှိနေ library ပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ကောင်ကိုကျွန်တော်တို့ရဲ့ဒီ computer မှာအရင်ဆုံး download install လုပ်ကြတယ်အဲ့ဒါဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ကဥခင်ရိုးတန်းတန်းကျွန်တော်တို့ vs code တို့ဘာလို့တုံးနေရဆိုလို့ရှိရင်ဒီတိုင်းရိုးတန်းတန်းဟိုကျွန်တော်တို့ install လုပ်တဲ့ environment ကို activate လုပ်ပြီးတော့ pip install panda ဆိုပြီးကျွန်တော်တို့လုပ်လိုက်ရင်အဲ့ကောင်က download install လုပ်ပြီးသားဖြစ်မယ် နော်အကယ်၍ကိုတုံးနေတာကြတော့ရိုးတနက် Python ကုတ်တယ်မဟုတ်ဘူးဒီ Jupyter တို့ Anaconda တို့ ਨੇ တွဲပြီးတော့တုံးနေရဆိုလို့ရှိရင်နော်ဒီ Anaconda Navigator မှာကျွန်တော်ရဲ့ဟိုတုံးလို့တဲ့ခုနက ဒီ panda ကိုပေါ့နော် environment ကိုအမှဟို panda ဆိုပြီးတော့ရှာကြည့်မယ်ရှာပြီးတော့ install လုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လေအနာကွန်တာ print တုံးနေဆိုလို့ရှိရင်ကြာကွန်တာ environment activate လုပ်ပြီးတော့ကွန်တာ install panda ဒါမှမဟုတ်ရှင်လေဒီ pip install panda ဆိုပြီးတော့ကျွန်တော်ရိုက်တယ်ဒါရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့က python သင်ခန်းစာတွေမှာပြောပြီးသားဆိုတော့ကျွန်တော်အများကြီးပြောတော့မှာမဟုတ်ဘူးเนาะဒါကိုအသေးစိတ်ပြောတော့မှာမဟုတ်ဘူးအဓိကကဒီလို install လုပ်ရင်ရဆိုပြီးတော့ပြောအဲ့ Python ကိုကျွန်တော်တို့ကိုယ့်ရဲ့ဟို Python script ထဲမှာဖြစ် Python code ဒီမှာဖြစ် data mode တွေ Jupyter notebook တို့ဟို Jupyter laptop အလုပ်ကောင်းမျိုးမှာအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့က panda import ဘယ်လိုလုပ်မလဲ import panda ဆိုပြီးကျွန်တော်လုပ်ရအဲ့ဒါမှာအဲ့ဒါထပ်ပို့ပြီးတော့ spd ဆိုပြီးအဲ့ panda ကိုကျွန်တော်အတူကောက် pd ဆိုပြီးတော့ဟို import လုပ်တယ်ပေါ့နော် pd မဟုတ်ပဲတခြားကောင်တွေဟိုအခေါ်ဝေါ်တွေတုံးလိုက်ရတယ်ဒါပေမဲ့ဒီကျွန်တော်ရဲ့ data analysis logger data science logger မှာကြတော့ဒီ pd ဆိုပြီးတော့တုံးတာပို့ပြီးတော့ဟိုသူများတွေလည်းအဲ့လိုပဲ double convention ပေါ့နော်ဒီလိုတုံးမယ်ဆိုပြီးတော့သတ်မှတ်ထားကြတယ်ပေါ့နော် ပြီးရင်ကိုယ်ကွန်ပျူတာမှာအကောင့်အား install လုပ်ပြီးသားလုပ်ပြီးပြီလားရှိနေလားမရှိနေလားဟိုစမ်းကြည့်ခြင်းနဲ့ဆိုလို့ရှင် pd.version ဆိုပြီးတော့ကျွန်တော်လက်ရှိ panda ရဲ့ကျွန်တော် download ဆွဲထားတဲ့ဒီ panda ရဲ့ version ကိုဒီလိုမျိုးလေး print ထုတ်ကြည့်လို့ရတယ်အဲ့ကျွန်တော်ဒီ playlist တစ်ခုလုံးမှာလေ့လာသွားမယ့်ဟာတွေကဘာတွေလဲဆိုလို့ရှိရင်အခုဒီမှာဒီ now video ကစပြီး introduction ပေါ့နော် introduction မှာဘာတွေပြောမလဲဆိုရင် panda ရဲ့ data structure တွေဖြစ်တဲ့ series data frame ပြီး index အကောင့်တွေကိုကျွန်တော်ပြောမယ်ပြီးအဲ့ဒီဟာတွေနဲ့ပတ်သွဲပြီးတော့အဓိကပေါ့နော်အဓိကအလုပ်လုပ်တဲ့ function တွေပေါ့နော်အဲ့ဒါတွေဘာတွေရှိလဲဆိုတာပြောမယ်ပြီးလို့ရှိရင်အဲ့ဒါတွေကိုသုံးပြီးကျွန်တော် descriptive statistic ပေါ့နော်အဓိက data analysis ဆိုတာကျွန်တော်ဒီ apply statistic ဖြစ်တယ်လေကျွန်တော်ရှေ့က video မှာပြောခဲ့ပူတယ် အဲ့တော့အဲ့ဒီ statistic ကိုဟိုအခြေခံ statistic တွေကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြောမယ်။နောက်ထပ်ဟိုလေ့ကျင့်ခန်းမှာဆိုရင်နောက်ဗီဒီယိုမှာဆိုရှင်ကျွန်တော်ကွန်ပျူတာထဲမှာရှိတဲ့ Excel data တို့ CSV data တို့အဲ့လိုကောင်မျိုးတွေကိုဘယ်လိုခေါ်ဖတ်မလဲ internet ပေါ်မှာရှိတဲ့ data တွေနဲ့ဘယ်လိုတွဲပြီးတော့သုံးမလဲပြီးရင် database မှာရှိတဲ့ဒီ data တွေနဲ့ရောကျွန်တော်ဘယ်လိုဆက်ပြီးတော့နှွယ်ပြီးတော့ပြောမလဲဆိုတာပြောမယ်ပေါ့နော်အဓိကပေါ့နော်ဒီလိုအကြောင်းအရာလေး API နဲ့တွဲဟိုဆက်နေရတော့ database တွေနဲ့တွဲပြီးတော့သုံးတာအဲ့လိုကောင်မျိုးကျွန်တော်ပုံမှန်အဖြစ်တော့ဒီ panda အကြောင်းလေးလာတဲ့ခါမှာတိတ်တော့မပြောဘူးဒါပေမဲ့ကျွန်တော်က ဒီလိုအပ်တဲ့ထင်ပြီးတော့ဒါကိုလည်းတွဲပြီးတော့ပြောမယ်ပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်တို့ဟို data cleaning ပေါ့နော်ဒါရီကကျတော့ဟိုကျွန်တော်ပြောခုနကပဲ data manipulation လုပ်တဲ့အကြောင်းအရာတွေပေါ့နော် data cleaning data တန်ရှင်းလုပ်မယ်ပြီးရင်ပြင်ဆင်မယ်အဲ့ဒါတွေဘယ်လိုလုပ်လဲဆိုတော့ပြောမယ်အဲ့ဒီမှာမှဟိုအသေးစိတ်ခွဲကြည့်မယ်ဆိုရှင် missing data ပြတ်နေတဲ့ပျောက်နေတဲ့ data တွေကိုဘယ်လိုဂိုင်းတွဲမလဲပြီးရင် data တွေကိုဟို ပြုတ်ပြင်ပြောင်းလဲတာပေါ့နော်အထူးဖြစ်အဲ့မှာဆိုရင်ဘာကြီးပါမလဲဆိုရင်ဟိုထက်နေတဲ့တန်မိုးတွေအကောင်တွေကိုဘယ်လိုဖြတ်မလဲပြီးရင်တန်မိုးတွေအစားထိုးတာတွေဘယ်လိုလုပ်လဲပြီးရင် random sampling ပေါ့နော်အဲ့လိုမျိုး data တွေအများကြီးရှိဆိုလို့ရှိရင်အဲ့တွေကနေပြီးတော့ကျွန်တော်တို့ဟိုကြာပန်း ီ data ဘယ်နှစ်ခုကိုဘယ်လိုကြာပန်းထုတ်လဲဗောနော် random ထုတ်လဲအဲ့လိုကောင်းနေပါမယ်ပြီးရင် dummy variable လောက်တဲ့နီးလမ်းနေအဲ့ဒါတွေပါမယ်ပြီးရင်ဒီစာသား data မျိုးစားတွေတချို့ column တွေကကျတော့စာသား data မျိုးစားတွေဖြစ်နိုင်တယ်လေအဲ့ဆိုရင်အဲ့လိုကောင်းမျိုးတွေကိုဘယ်လိုကင်မလဲကင်တွယ်မလဲဆိုရည်လေကျွန်တော်တို့ပြောမယ်ပြီးရင် categorical data မျိုးစားတွေအဲ့ဒါလေခုနပြောတဲ့စာသား data မျိုးစားပုံစံမျိုးတွေပဲအဲ့လိုကောင်းမျိုးဘယ်လိုကင်မလဲဆိုတာပြောမယ်ပြီးရင်နောက်တစ်ခုကကျတော့ data wrangling ကကျတော့ data တွေကိုဟိုပေါင်းစပ်တာတွေလုပ်မယ်ဗောနော်အဲ့အဲ့လိုကောင်းမျိုးတွေကျွန်တော်ဘယ်လိုလုပ်မလဲဆိုရည်လေပြောမယ်ဗောနော် ပြီးရင် data aggregation ဆိုတဲ့ဒီ data တွေကိုစုပြီးတော့ကျွန်တော်တန်မိုးတစ်ခုခုကိုဟိုကြည့်တာပေါ့ဥပမာဆိုရင်ပြန်ပြဘယ်လောက်လဲပြီးရင် standard deviation ဘယ်လောက်လဲပေါ့နော်အဲ့လိုကောင်မျိုးကြီးရတာတွေပါမယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တွေဟိုတပတ်ချင်းစီတင်ဝါးပေးဖို့ကျွန်တော်စူးစမ်းကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အဓိကလေ့လာသွားမယ့်စာအုပ်ကကြတော့အခုဒီမှာ Python for data analysis ဆိုတဲ့စာအုပ်အဲ့ဒီမှာမှာ chapter 5ကနေပြီးတော့ဒီ chapter 10 ठी ကနော်ဟိုဟွာပေါ့နော် ဒီ data analysis နဲ့ဆိုင်တဲ့ဟာဒီစာအုပ်ကိုရွေးတာကျွန်တော်အကြောင်းပြချက်ရှိရဲ့ဒီ West McKinney ဆိုတဲ့သူဒီစာအုပ်ရေးတဲ့သူအဲ့သူကဒီ panda ကိုဟိုဖန်တီးရဲ့သူပေါ့နော် panda ကိုတီထွင်ခဲ့တဲ့သူပေါ့နော်ဟို develop လုပ်ခဲ့တဲ့သူပေါ့နော်အဲ့ကြောင့်ဒီစာအုပ်ကအရန်ကောင်းနေဒီ python မှာ data analysis လုပ်မယ်ဆိုရင်ဘာမှမကြည့်နဲ့ဒီစာအုပ်ကိုပဲပြေးပြီးတော့ကျင်ရအဲ့တော့ဒီစာအုပ်ရဲ့ဒီစာအုပ်ရဲ့နောက်ပိုင်းဆက်ပြီးတော့လေ့ကျင့်ခန်းတွေကလာတော့မှာ နော်အဲ့တော့အဲ့လိုမျိုးလေ့ကျင့်ခန်းနေရှိလို့ရှင်ကျွန်တော်တို့ကဒီစာအုပ်ကိုအဲ့လေ့ကျင့်ခန်းဖိုင်တွေရောဘာလို့မလဲဆိုရင် member ဝင်လာတဲ့သူတွေအတွက်ကို Telegram ကျွန်တော်လုတ်ထားရှိအဲ့မှာတော့ကျွန်တော်တင်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟို member မလုတ်ထားအောင်မတက်နိုင်အောင်ဆိုတော့လေကိစ္စတော့မရှိဘူးကျွန်တော်ဒီတိုင်းဟို video မှာပြောသွားရင်လည်း live လုပ်ကြည့်လို့ရတယ်ပေါ့နော်ဘာမှတော့မဖြစ်ဘူးပေါ့နော် နော်ဟိုစိတ်အေးထားပြီးတော့ကျွန်တော်ဒီကောင်ကိုဟိုရှေ့ဆက်ပြီးတော့ကျွန်တော်အတူတူလေ့လာသွားကြမှာဖြစ်တယ်နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီနေ့တော့မိတ်ဆက်လေးကိုဒီလောက်နဲ့ပဲအဆုံးတက်ပြီးတော့နောက်အပတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Panda ရဲ့အတိကအာ data အမျိုးအစားတွေဖြစ်တဲ့ series ဒါပြီးရင် data frame ပြီးရင် index ပေါ့နော်အဲ့လိုကောင်မျိုးတွေကဘာတွေလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြီးတော့နော်ကုန်တင်လဲဘလို့ Python မှာဘလို့ရေးဝါမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြမှာဖြစ်တယ်နော်ကျေးဇူးအများကြီးတင်ပါတယ်